င်း vlog ကနေပြန်လဲကြိုဆိုလိုက်ပါရရှင်ဒီနေ့တော့ပူတင်းကဒီမျိုးထဲမှာရှိတယ်တော်တော်များလာကြတယ်အဟောင်းနှမ်းပေါ့နော်အဟောင်းနှမ်းလို့လည်းခေါ်တယ်တခိုးစေးလို့လည်းခေါ်တယ်အဲ့ကိုရောက်နေပါတယ်အဲ့တော့ပူတင်းနဲ့တူတူအားလုံးပဲလိုက်ခဲ့ကြပါဦးအထဲမှာဘာရှိလဲဆိုတော့အတူတူသွားကြည့်ကြပါဒီစေးလေးကတော့ကန်နာလန်နဲ့ပန်ဆိုရန်လန်တောက်မှာရှိပါတယ်ကားနဲ့လာတဲ့လူလေးတွေတွေ့ဆိုရင်တော့ကားပါကင်ကဒီယုံကြီးရဲ့အရှိတက်တဲမှာရက်လို့ရပါတယ်ပြီးတော့ဒီဘက်ကိုပြန်ပြီးတော့လမ်းလျှောက်သွားမှာပေါ့နော်အခုဆိုရင်တော့ဒီတခိုးစေးယုံလေးကိုစပြီးဝင်နေပါပြီ ကိုတင်းတို့တော်ကတော့နေ့လယ်3နာရီခွဲလောက်ရောက်တာဆိုတော့ဈေးကအခုမှဖွင့်ဖွင့်ချင်းတိတ်ပြီးမစုံသေးဘူးပေါ့နော်။သူက4နာရီ4ခွဲလောက်သွားရင်တော့အတော်ပါပဲ။နေလဲအေးတယ်ပြီးတော့ဆိုင်နေလဲခင်းနေပြီဆိုစုံစုံလေးနဲ့ကြည့်လို့ရတယ်ပေါ့နော်။ကိုတင်းတို့တော်ကတော့ခင်းနေတော့ရယ်ပြီးတော့ပင်ဆိုင်မှာတိတ်မဖွင့်ကြသေးဘူး။အဲ့ဒါကြောင့်မလို့ဒီရှိတဲ့ဆိုင်လေးတွေကိုပဲရိုက်လာပါလေ။ဒါပေမဲ့ကြည်ရင်ကြည်ရင်နဲ့တပြေးပြေး6နာရီ9နာရီခွဲ6နာရီလောက်ဖြစ်သွားဆိုဆိုင်လေးတွေကတော့တပြေးပြေးစုံလာတယ်ပေါ့နော်။သူက9နာရီလောက် ထိဖွင့်ပြီးတော့နောက်ကျလေးပို့ပြီးတော့ကောင်းလေးပါပဲ။ဘာကြောင့်နောက်ကျလေးဆိုင်နေလဲပို့ဆောင်လေးပြီးတော့ကိုယ်ကဆုံဆုံလေးနေပစ္စည်းတွေလည်းကြည်ရတယ်ပေါ့နော်။ဒီယုံထဲမှာကတော့ပစ္စည်းတွေကတော့တော်တော်လေးများတယ်။ဒီမှာနာရီတွေရောမျက်မှန်တွေရောပန်ပါရောလက်စွပ်တွေရောဒီလိုမျိုးပစ္စည်းအဟောင်းတော့အစ်စ်တော့မဟုတ်ပေါ့နော်။အဟောင်းလေးတွေကိုအဓိကရောင်းတာပေါ့နော်။ဒါပေမဲ့တချို့ဆိုင်တွေကျတော့လည်းပစ္စည်းအစ်စ်လေးတွေရောင်းတာရှိရဲ့။ ီထဲမှာကနိုင်လန်ဆော့ဖန်စီလေးတွေပြင်အဲ့လိုမျိုးရုပ်ထုလေးတွေကိုတချို့ဆိုင်နေဆိုလို့ရှိရင်ရှေးဟောင်းအီဂျစ်ရုပ်ထုလေးတွေကစာရောင်းနေပေါ့နော်ဒီဆိုင်ဆိုလို့ရှိရင်ဒါပူတဲ့ဒီဟာကိုအရန်ကြိုက်လို့သူ့ဈေးစစ်တာ၈000နဲ့မရဘူးပေါ့နော်သူကတထောင်ခေါ်တာဒီဟာလေးကတော့သူကပလာရလဲပါတယ်ပြီးတော့ဂျန်တဲ့ပစ္စည်းလေးတွေ tools လေးတွေအစုံလင်ပါတဲ့ဟာလေးပေါ့နော်ဒါကလည်းတထောင်ဝန်းကျင်ပဲသူခေါ်တာ ခုတော့ပူတင်းတို့ဒီမှာရွေးဖို့ဖန်စီဆိုင်လေးတဆိုင်ကိုစိတ်ကြိုက်တွေ့သွားပြီပေါ့နော်။သူကတဆိုင်လုံးဖန်စီပစ္စည်းတွေကြိုက်တာယူ900 1000 1500 2000အဲ့ဝင်းကျင်ပဲရှိတယ်။တထောင်မကျော်ပေါ့နော်။ပူတင်းရွေးခဲ့တဲ့ဟာလေးဆိုရင်ရင်တိုးလေးကိုပါ900နဲ့ရလာတယ်ပေါ့နော်။ခုဆိုရင်တော့ပူတင်းတို့နောက်ထပ်တစ်နေရာကိုဆက်သွားနေပါပြီ။ဒါကတော့ပန်းဆိုရလမ်းပေါ့နော်။ဒီထဲမှာလည်းလေအောက်မှာချပြီးတော့ရောင်းနေတာအများကြီးပဲ။ကိုကရွေးတတ်တယ်ဆိုလို့ရှိရင်ပစ္စည်းကောင်းတွေကိုဈေးအရန်တတတတနဲ့ရရတယ်ပေါ့နော်။ ဒါကတော့ပုံတင်တွေးခဲ့တဲ့ဟာလေးတွေကိုရိုက်လာတာပါအဓိကကတော့ကိုကဈေးစစ်နိုင်လေးဈေးတန်တန်ရလေပါပဲအဲဒီတော့ဈေးစစ်ဖို့မမေ့ပါနဲ့ဒါကတော့ပုံတင်900နဲ့ရလာတဲ့ရင်တိုးလေးပေါ့နော်အရန်ကိုတန်သွားပါပြီအဲ့ဒီနားမှာကကိုကဈေးဝယ်လို့ပြင်းလာပြီဆိုလို့ရှိရင်ဓာတ်ပုံလေးတွေရိုက်လို့ရတယ်ပေါ့နော်အဲ့ဒီနေရာကဓာတ်ပုံရိုက်လို့အရန်လာတယ်လူလဲရှင်းတယ်အခုတော့ရွေးရတာမောသွားပြီဆိုတော့အိမ်ပြန်ပါတော့မယ်အဲ့ဒီတော့ပုံတင်ရဲ့ vlog လေးကကြိုးရှိရဆိုရင် like share subscribe follow လုပ်သွားဖို့လည်းမမေ့ကြနဲ့အောင်နော်ပုံတင်ရဲ့ YouTube channel လေးလည်းရှိတာမို့လို့ Facebook page မှာကြည့်ဖို့အခက်အခဲရှိနေတဲ့လူတွေတွေဆိုလို့ရှိရင်လည်းပူတင်းရဲ့ YouTube channel လေးကနေစောင့်ပြီးတော့ကြည့်ရှုလို့ရပါတယ်နော်။